ပုံသွေးရေးစစ်ပွဲမှာတရုတ်အရှုံးပေးလိုက်ရပြီ။2025ခုနှစ်မေလ10ရက်ကနေ17ရက်နေ့ထိတရုတ်နဲ့အမေရိကန်တို့ဟာနောက်ဆုံးအကောက်ခွန်စစ်ပွဲစပြီးကတည်းကဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်အဆင့်မြင့်ဆွေးနွေးပွဲလုပ်ခဲ့ကြပါတယ်။တရုတ်ဘက်ကကိုယ်စားလှယ်ဖွဲ့ကိုဒုတိယဝန်ကြီးချုပ်ရှောင်းကဦးဆောင်တယ်။အမေရိကန်ဖွဲ့ကိုတော့ဘန်နာရေးဝန်ကြီးစကော့ဘတ်ဆန်နဲ့အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျိမ်းစင်ဂရီယာတို့ကဦးဆောင်တယ်။ နှစ်ဖက်စလုံးကတော်တော်အင်အားကောင်းတဲ့လူတွေပါလာတော့အဲ့ဒီဆွေးနွေးပွဲကိုတကဘာလုံးကအာရုံစိုက်ခဲ့ကြပါဗျ။မေလ12ရက်မနေ့မှာနှစ်နိုင်ငံစလုံးကဂျနီဗာဆွေးနွေးပွဲအကြောင်းပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါဗျ။သူတို့ဟာဧပြီလ2ရက်ကလေးကတစ်ဖက်နဲ့တစ်ဖက်ကောက်ထားတဲ့အကောက်ခွန်တွေကို135ရာခိုင်နှုန်းလျှော့ချဖို့သဘောတူခဲ့ကြပါဗျ။100ရာခိုင်နှုန်းကိုပဲဆက်ထားဖို့ပြောကြပါဗျ။ဒီလိုလောက်တာကညှိနှိုင်းဆွေးနွေးမှုတွေကိုရှေ့ကိုဆက်သွားခြင်းလို့ပါပဲ။ အရင်ကအကောက်ခွန်တွေအကုန်လုံးကတော့အပြောင်းအလဲမရှိပါဘူးတကယ်တော့အပေးယူရင်းအများကြီးလုပ်ပြီးတဲ့နောက်တရုတ်ဟာ Trump ရဲ့ကုံသွယ်ရေးစစ်ပွဲကိုစတုံ့ပြန်ခဲ့တဲ့အစမှတ်ကိုပြန်ရောက်သွားခဲ့တယ်ဆိုရပါမယ်ပူတဲ့ကြေညာချက်ထဲမှာလက်ရှိအကောက်ခွန်နှုန်းတွေကိုလည်းရှင်းရှင်းလင်းလင်းပြောထားပါဗျာအမေရိကန်ကတရုတ်ပစ္စည်းတွေပေါ်90ရာခိုင်နှုန်းအကောက်ခွန်ဆက်ကောက်နေတယ်တရုတ်ကတော့အမေရိကန်ပစ္စည်းတွေပေါ်10ရာခိုင်နှုန်းပဲကောက်ပါတယ်ဒါကကုံသွယ်ရေးစစ်ပွဲမှာနှစ်ဖက်စလုံးသုံးနေတဲ့ အင်အားမမျှတမှုနဲ့မညီမျှတဲ့နှီးပြူဟာတွေကိုပြသနေတာပဲဖြစ်ပါတယ်။ဒီလောက်ပြင်းထန်တဲ့ကုံသွေးရေးတင်းမာမှုကြီးကဘလို့ကနေဘလို့ပြေလျော့သွားလဲဆိုတာတစ်ချက်လောက်ကြည့်ကြည့်ကြရအောင်။ဂျနီဗာသဘောတူညီချက်ရဲ့တက်ရောက်မှုတွေအမေရိကန်ရဲ့90ရာခိုင်နှုန်းအကောက်ခွန်ဆိုတာအပိုင်း၃ပိုင်းနဲ့လှုပ်ထားတာပဲဖြစ်ပါတယ်။ဧပြီလ၂ရက်မှာစတက်မှတ်ခဲ့တဲ့10ရာခိုင်နှုန်းအခြေခံအကောက်ခွန်ဖေဖော်ဝါရီ၁ရက်နေ့နဲ့မတ်လ၃ရက်တို့မှာထပ်ထည့်ခဲ့တဲ့ စင်တင်နယ်နဲ့ဆိုင်တဲ့30ရာခိုင်နှုန်းစီအကောက်ခွန်နှစ်ခုရဲ့နောက်ပြီး2018ခုနှစ်ကုန်သွယ်ရေးစစ်ပွဲကပုံမှန်301အောက်ကမူလ20ရာခိုင်နှုန်းအကောက်ခွန်ရဲ့ပေါင်းထားတာဒီပုံစံကအမေရိကန်ဟာသူ့ရဲ့ပြစ်ဒဏ်ပေးတဲ့အကောက်ခွန်တွေအားလုံးကိုဆက်ထားတာပဲဖြစ်ပါတယ်တကယ်လျှော့ပေးတာဘာမှမရှိဘူးဆိုတာကို ပြသနေပါတယ်ဒီလိုအကောက်ခွန်တွေများနေတော့တရုတ်ရဲ့ပို့ကုန်တွေပေါ့အထူးသဖြင့်ကုန်ထုတ်လုပ်ငန်းနဲ့သုံးဆွဲသူပစ္စည်းတွေမှာကုန်ကြစရိတ်တော်တော်ဖိအားများနေပါတယ် တစ်ဖက်မှာတရုတ်ကအမေရိကန်ပစ္စည်းတွေပေါ်တစ်ဆယ်ရာခိုင်နှုန်းအောက်ခွန်ကိုပဲဆက်ထားတယ်။တုံ့ပြန်တဲ့အရေးယူမှုအစ်စ်တွေလည်းဘာမှမလုပ်သေးဘူး။2018ခုနှစ်ကုန်သွယ်ရေးစစ်ပွဲတုန်းကတရုတ်ကအမေရိကန်ထုတ်ကုန်တွေပေါ်တုံ့ပြန်တဲ့အောက်ခွန်တွေကောက်ခံခဲ့ပေမဲ့အဲ့ဒီအောက်ခွန်အများကြီးကိုနောက်ပိုင်းမှာပြန်ဖယ်ရှားလိုက်ရပါတယ်။ဘာလို့လဲဆိုတော့တရုတ်ကမရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းပစ္စည်းတွေနဲ့နည်းပညာတချို့ကိုတင်သွင်းမှုအပေါ်အယံမှီခိုနေလို့ပါပဲ။ဂျင်နာချက်ထဲမှာတင်သွင်းကုန်တွေပေါ်အောက်ခွန်တွေတိုးတာက တရုတ်ရဲ့စီးပွားရေးကိုပါထိခိုက်နိုင်တယ်လို့ဝန်ခံထားပါတယ်။ဒါကတရုတ်ရဲ့ကုန်ထုတ်လုပ်မှုကိုအဓိကထားတဲ့စီးပွားရေးရဲ့အားနည်းချက်ကိုပြသနေတာပဲဖြစ်ပါတယ်။သူကပြည်ပကတင်သွင်းတာကိုအရန်အားကိုးနေရတော့ပြန်တုံ့ပြန်ဖို့အကောက်ခွန်ကိုထိထိရောက်ရောက်မတုံးနိုင်ဘူးဖြစ်နေတယ်။တကယ်တော့တရုတ်ကအားကောက်တဲ့တံပြန်အကောက်ခွန်တွေကောက်ဖို့တော့မတတ်နိုင်ပါဘူး။နောက်ရပောင်း90အတွင်းနှစ်နိုင်ငံသဘောတူညီချက်အစ်တစ်ခုမရရင်အမေရိကန်ကတရုတ်ပစ္စည်းတွေပေါ် နောက်ထပ်24ရာခိုင်နှုန်းအကောက်ခွန်ထပ်ကောက်မယ်ဆိုတာသတိထားသင့်ပါတယ်။ဒီတစ်ခေါက်ဆွေးနွေးပွဲကလွန်ခဲ့တဲ့9နှစ်ကဆွေးနွေးပွဲတွေနဲ့တော်တော်ကွာပါတယ်။ American ရဲ့90ရာခိုင်နှုန်းအကောက်ခွန်ရဲ့ကောက်ခွန်နဲ့တရုတ်ရဲ့10ရာခိုင်နှုန်းအကောက်ခွန်ကြားကွာဟချက်ကတရုတ်နောက်ဆုတ်သွားတယ်ဆိုတာကိုပြသနေပါတယ်။ American ကမြန်မာရဲ့အကောက်ခွန်တွေကိုစက်ထားယုံနေမဟုတ်ပါဘူး။နောက်ရပောင်း90တွင်24ရာခိုင်နှုန်းထပ်တိုးမယ်ဆိုတဲ့ချိန်ချောင်းမှုကိုလည်းစက္ကင်ထားပါဗျ။ အဲ့ဒီလိုဖြစ်လာရင်တရုတ်ဟာစုစုပေါင်း84ရာခိုင်နှုန်းအောက်ခုံကိုရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့နှစ်နိုင်ငံကြားကအဓိကပြဿနာတွေကတော့ဘာမှမပြည့်လည်သေးပါဘူး။ဒီညှိနှိုင်းဆွေးနွေးမှုတွေအတွက်ရှေ့ဆက်သွားရမယ့်လမ်းကတော့တော်တော်ခက်ခဲနေဦးမှာပဲဖြစ်ပါတယ်။အကန့်အသတ်နဲ့သာတုံ့ပြန်နိုင်တဲ့တရုတ်။ဗန်နာရေးဆိုင်ရာမှတ်ချက်ပေးသူတူကတရုတ်ဆိုရဟာဒီလိုသတ်မှတ်ချက်တွေလက်ခံတာကိုမြင်ရတာအံ့ဩတုန်လှုံ့မိတယ်လို့ပြောခဲ့ပါတယ်။ သူတို့ကလာမဲ့ဆွေးနွေးပွဲတွေမှာအတိတ်ပဲရှိတဲ့တိုးတက်မှုရဖို့မျှော်လင့်ချက်မရှိဘူးလို့ယုံကြည်နေကြပါတယ်။ Trump အစိုးရရဲ့တောင်းဆိုချက်တွေကရှင်းနေပြီသားပါ။တရုတ်ဟာသူ့ရဲ့ဈေးကွက်တွေကိုဖွင့်ပေးရမယ်။ကန့်သတ်ချက်တွေကိုဖယ်ရှားပေးရမယ်။ Trump ကိုယ်တိုင်လည်းဒီအချက်ကိုအကြိမ်ပေါင်းများစွာထပ်ပြောထားပါတယ်။ဒါပေမဲ့တရုတ်စီးပွားရေးမှာပိတ်ထားတဲ့နေရာတွေကပြန်ဖွင့်ပေးဖို့မဖြစ်နိုင်သလောက်ပါပဲ။ Google, X နဲ့ YouTube ကိုတရုတ်နိုင်ငံတဲကိုဘယ်တော့မှဝင်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့်နှစ်ဖက်စလုံးဟာတကယ့်သဘောတူညီချက်တစ်ခုကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူး။လောလောဆယ်တော့အချက်ရရကောင်းတဲ့90ရာခိုင်နှုန်းနဲ့10ရာခိုင်နှုန်းအကောက်ခွန်ချိန်နေဟာရပ်ပေါင်း90ကြာပါဦးမယ်။အဲ့ဒီနောက်မှာဒါဟာ84ရာခိုင်နှုန်းနဲ့10ရာခိုင်နှုန်းဆိုတဲ့ပိုပြီးအချက်ရရကောင်းတဲ့အခြေအနေမျိုးထိဖြစ်သွားနိုင်ပါတယ်။ဆွေးနွေးပွဲတွေမစခင်လေးမှာတော့ကုံသွယ်ရေးစပွဲကပိုပြီးပြင်းထန်လာနေတဲ့လက္ခဏာတွေရနေရပြီ။မေလ9ရက်နေ့မှာအမေရိကန်ကုံသွယ်ရေးဌာနက တရုတ်လုံအပူပေးပုံသွင်းထားတဲ့ fiber ထုတ်ကုန်တွေပေါ့တံပြန်ခွန်အစ်စ်တွေကိုကြီးညာခဲ့ပါတယ်။အခွန်နှုန်းက489.6ခွန်ရာခိုင်နှုန်းဆိုတာကို တကယ့်ကိုအမခန့်နှုန်းပါပဲ။တံပြန်ခွန်တွေနဲ့တူအမေရိကန်ကတရုတ်ထုတ်ကုန်တွေပေါ်မှာပဲတံပြန်စုံစမ်းစစ်ဆေးမှုတခုကိုလည်းစတင်ခဲ့ပါတယ်။ VNL လည်းတံပြန်ဈေးချမှုဆုံးဖြတ်ချက်ရဲ့တက်ရောက်မှုကိုခံခဲ့ရပြီမယ်။သူ့ရဲ့ကုမ္ပဏီတွေကတော့တော်တော်နဲ့အခွန်တွေပဲကောက်ခံခဲ့ပါတယ်။3.86ရာခိုင်နှုန်းကနေ 211.600ကိုင်လုံးအထိပဲရှိပြီးတရုတ်ထက်အများကြီးနည်းနေပါသေးတယ်။ဒီလှုပ်ဆောင်ချက်ဟာအမေရိကန်အစိုးရရဲ့ April 22ရက်နေ့ကအရှေ့တောင်အာရှ၄နိုင်ငံဖြစ်တဲ့ကမ်ဘောဒီးယား၊မလေးရှား၊ထိုင်းနဲ့ဗီယက်နမ်တို့ကလာတဲ့ခရစ်စတယ်နဲ့ဆီလီကွန်နေအောင်ကြီးသုံးစွမ်းရည်သုံးဆဲရီအပေါ်တံပြန်အခွန်အောက်ခံမှုဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲပဲဖြစ်ပါတယ်။အရှေ့တောင်အာရှကဆိုလာပြားတွေကိုပိတ်မှတ်ထားတာပဲဖြစ်ဖြစ်တရုတ်ကလာတဲ့အပူပေးပုံသွင်းထားတဲ့ဖိုင်ဘာထုတ်ကုန်တွေပေါ်နောက်ဆုံးအောက်ခွန်အစ်စ်တွေစတင်တာပဲဖြစ်ဖြစ် အမေရိကန်ကုန်သွယ်ရေးဌာနကထုတ်ပြန်တဲ့စာရင်းတွေကသူတို့ဘသူကိုဥတည်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေရပဲဖြစ်ပါတယ်။ကုန်သွယ်ရေးဌာနကထုတ်ပြန်တဲ့အချိန်စရအရဆိုရင်ပုံသွင်းဖိုင်ဘာထုတ်ကုန်တွေပေါ်ဒီတံမြန်ခွန်တွေဟာဒီနှစ်စက်တင်ဘာလ၈ရက်နေ့လောက်မှာအမေရိကန်နိုင်ငံတကာကုန်သွယ်ရေးကော်မရှင်ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ထွက်လာတာနဲ့အမျှစတင်အသက်ဝင်နိုင်ပါတယ်။တရုတ်ရဲ့ပြောဖက်ပုံသွင်းထုတ်ပွန်းမှုကဏ္ဍဟာပြည်ပဈေးကွက်တွေကိုအများကြီးမှီခိုနေရပါတယ်။ အများအားဖြင့်တခါသုံးထုတ်ပိုးပစ္စည်းတွေထမင်းပူတွေလိုမျိုးကိုအမေရိကန်နဲ့ဥရောပသမဂ္ဂကိုတင်ပို့နေတာပဲဖြစ်ပါတယ်။ဒါကြောင့်အမေရိကန်ရဲ့ဒီလှုပ်ဆောင်ချက်ဟာတရုတ်ရဲ့ပျော့ဖက်ပုံသွင်းထုတ်ပိုးမှုလုပ်ငန်းကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်စေနိုင်ပါတယ်။တရုတ်ကောက်ခွန်ဌာနရဲ့အချက်အလက်တွေအရ2024ခုနှစ်မှာတရုတ်ဟာအမေရိကန်ကနေပလတ်စတစ်နဲ့ပလတ်စတစ်ထုတ်ကုန်တွေအမေရိကန်ဒေါ်လာ8.39ဘီလီယံဘူးတင်သွင်းခဲ့ပြီးအဲ့ဒီအတွက်အမေရိကန်ဒေါ်လာ23ဘီလီယံပေးခဲ့ရပါတယ်။ ဒီကုံသွေးရေးအသာစီးရမှုဟာအဓိကအဖြစ်တရုတ်ရဲ့ထုတ်လုပ်မှုစရိတ်တက်တာမှုနဲ့ကြီးမားတဲ့စီးပွားရေးအတိုင်းအတာကြောင့်ဖြစ်လာတာဖြစ်ပါတယ်။ဒါပေမဲ့မြန်မာတဲ့အကောက်ခွန်တွေကအဲ့ဒါကိုပြောင်းလဲပြစ်နိုင်ပါတယ်။တိကျတဲ့ကုန်ပစ္စည်းတွေပေါ်မှာမြန်မာတဲ့အကောက်ခွန်တွေကောက်ခံတာဟာစီးပွားရေးလက်နက်တစ်ခုအနေနဲ့ရောညှိနှိုင်းတဲ့အခါအပေးယူကရိယာတစ်ခုအနေနဲ့ရောအသုံးဝင်ပါတယ်။ကယူတဆိုင်ရွေးချယ်ထားတဲ့အမျိုးအစားတွေကို ထိခိုက်စေခြင်းအဖြစ်အမေရိကန်ဟာတရုတ်ရဲ့ပို့ကုန်ကိုအဓိကထားတဲ့စက်မှုလုပ်ငန်းတွေကိုဓာတ်ရိုက်ချိန်ချောက်နေပါတယ်။ ဒီလိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုတရုတ်ကတုံ့ပြန်တဲ့အခါအသာသီးရမှုညှော်နေနေပြီးဂျနီဗာဆွေးနွေးပွဲမှာကြီးမားတဲ့အလျှော့ပေးမှုတွေလှုပ်လာအောင်ဖိအားပေးခံရပါတယ်။ဒီလိုမြန်မာရဲ့အောက်ခုံတွေကတရုတ်ရဲ့ပို့ကုန်တွေကိုစတင်ထိခိုက်နေပါပြီ။ The New York Times ရဲ့အဆိုအရ2025ခုနှစ်ရဲ့ပထမ3လပတ်မှာတရုတ်ဟာအမေရိကန်ကိုအမေရိကန်ဒေါ်လာ10.2ဘီလီယံတန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေတင်ပို့ခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့စုစုပေါင်းတင်သွင်းမှုရဲ့17ရာခိုင်နှုန်းပဲရှိပြီး လွန်ခဲ့တဲ့ခုနှစ်နှစ်က22ရာခိုင်နှုန်းနဲ့ရှင်ရင်တိတိတတ်တာကျဆင်းသွားတာဖြစ်တယ်လို့နှစ်20အတွင်းအနိုင်ဆုံးအဆင့်လည်းဖြစ်ပါတယ်။ဒါကအကောက်ခုနှစ်ရဲ့တက်ရောက်မှုဟာကုန်ပစ္စည်းထောက်ပံ့ရေးကွင်းဆက်တွေအထိပြန့်နှံ့သွားပြီးတရုတ်ရဲ့ဈေးကွက်ဝေစုကိုကျော့ပါးစေတယ်ဆိုတာကိုပြသနေပါတယ်။ဖုံးဖိဝါဒဖြန့်နေတဲ့တရုတ်အစိုးရတုံ့ပြန်တဲ့အနေနဲ့တရုတ်ဟာသူ့ရဲ့သတင်းစကားတွေကိုပိုပြီးအားကောင်းလာအောင်လှုံ့ဆော်နေပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနက ကျွန်တော်တို့ဒူးထောက်မှာမဟုတ်ဘူးဆိုတဲ့ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ပြီးအမေရိကန်ရဲ့ဖိအားကိုလိုက်ရောတာဟာပိုပြီးနှဆိုင်တဲ့အချက်အသေးတွေကိုပဲဥတီသွားစေလိမ့်မယ်လို့ပြောခဲ့ပါတယ်။သတင်းစကားကရှင်းနေပြီသားပါ။တရုတ်ဟာဒူးထောက်မှာမဟုတ်ဘူး။နောက်လဲဆုံမှာမဟုတ်ဘူး။တချို့နိုင်ငံရေးလေလာသူတွေကရှီကျင်းဖင်ရဲ့ခိုင်မာတဲ့ရည်တည်ချက်ဟာအမေရိကန်ကိုအလျှော့ပေးလာအောင်တွန်းအားပေးဖို့နဲ့ပြည်ရင်းမှာလည်းထောက်ခံမှုပိုရအောင်လုပ်ဖို့ရည်ရွယ်တယ်လို့ဆိုကြပါတယ်။အမေရိကန်ကတံပြန်အောက်ခွန်ဆိုတဲ့ခေါင်းစဉ်အောင်မှာ ဒီတစ်ကြိမ်ကုံသွယ်ရေးစစ်ပွဲကိုစတင်ခဲ့တာတလားရှိသွားပါပြီ။တရုတ်လူမှုမီဒီယာမှာအမေရိကန်ကိုစန့်ကျင်တဲ့ခိုင်မာတဲ့ယက်တီချက်ကိုထောက်ခံနေပြီးပို့ကုန်လုပ်ငန်းရှင်တွေရဲ့တကယ်ရုံးကန်နေရမှုတွေကိုတော့လစ်လျူရှုထားကြပါတယ်။ကိုယ့်ရဲ့လုပ်ငန်းတွေပျက်စီးသွားတဲ့လုပ်ငန်းရှင်တွေတောင်သူတို့ရဲ့ဗီဒီယိုထဲမှာကျွန်တော်လုပ်ငန်းထိခိုက်သွားပြီမဲ့အမေရိကန်ကိုအစိုးရပြန်တိုက်ဖို့ဆုံးဖြတ်ချက်ကိုအပြည့်အဝထောက်ခံပါတယ်လို့ပြောထားပါတယ်။တချို့ online order လွှမ်းမိုးသူတွေက တရုတ်ဟာနိုင်ငံခြားကုန်သွယ်မှုမှာအောင်မြင်နေတယ်ဆိုတော့မှားရွေးတဲ့အပြောအဆိုတွေကိုဖြန့်ဝေပြီးဒီအခြေအနေကိုအသုံးချနေကြပါတယ်။ဒါဟာသတင်းမှားတွေပိုများလာစေပြီးတခြားသူတွေကိုပို့ကုန်ပမာဏကိုလျှော့ပြတာလိုမျိုးအန္တရာယ်ရှိတယ်ဒါမှမဟုတ်တရားမဝင်တဲ့လုပ်ရက်တွေစီဥတီသွားစေနိုင်ပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့တချို့တရုတ်ပို့ကုန်လုပ်ငန်းရှင်တွေဟာနောက်ပဲကအမှန်တရားကိုဖော်ထုတ်တဲ့ဗီဒီယိုတွေကိုတင်ခဲ့ကြပါတယ်။ For show တာဖြစ်နေတဲ့ကန်တုံကုံစီပြပွဲ ထရမ့်ရဲ့အကောက်ခွန်စစ်ပွဲကြောင့်ဒီနှစ်ကန်တွန်ကုံစီပြပွဲဟာစံချိန်တိတစ်ခုကိုရောက်ခဲ့ပါတယ်။ပြည်ပကဝယ်လက်ပေါင်း3,800နီးပါးလာရောက်မှတ်ပုံတင်ခဲ့ပြီးဒါဟာမနှစ်ကထက်20ရာခိုင်နှုန်းလောက်ပိုများနေတာဖြစ်ပါတယ်။ကုံတွေတွေပြန်ပြီးစိတ်လှုပ်ရှားလာကြပါတယ်။ဒါပေမဲ့အဲ့ဒီကိန်းကနန်းတွေကိုတေချာကြည့်လိုက်တော့ပြဿနာတွေရှိနေပါတယ်။ပြည်ပဝယ်လက်က9ပြည်ပဝယ်လက်82ရာခိုင်နှုန်းကရဝန်းနဲ့လမ်းကြောင်းစီမံကိန်းမှာပါဝင်နေတဲ့နိုင်ငံတွေဖြစ်ပြီးဥရောပနဲ့အမေရိကန်က10.5ခိုင်နှုန်းပဲရှိပါတယ်။ ဒီနှစ်မျှော်မှန်းထားတဲ့အယောင်းဝယ်တန်ဖိုးကအမေရိကန်ဒေါ်လာ25ဘီလီယံကနေ26ဘီလီယံလောက်ပဲရှိပြီးဒါဟာမနှစ်ကအမေရိကန်ဒေါ်လာ24.35ဘီလီယံထက်နည်းနည်းလေးပဲပိုများတာဖြစ်ပြီးအဲ့ဒါကိုယ်တိုင်ကလည်းအရင်နှစ်ထက်တိတ်ရခိုင်နှုန်းပဲပိုများတာဖြစ်ပါတယ်။လာရောက်သူရေတွက်များလာတာဟာဝမ်းသာစရာမဟုတ်ပါဘူး။ဝယ်လက်တွေပိုများလာပေမဲ့စုစုပေါင်းအယောင်းဝယ်တန်ဖိုးမတက်လာဘူး။ဆိုလိုတာကအနောက်တိုင်းကတန်ဖိုးကြီးတဲ့သုံးဆွဲသူတွေနေသွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကတန်ဖိုးနေတဲ့တုံးဆွဲသူတွေပုံများလာတယ်။တရုတ်ရဲ့ကုန်သွယ်ရေးအောင်မြင်မှုကိုချဲ့ကားပြောဆိုနေတဲ့ online ဩဇာလွှမ်းမိုးသူတွေမှလည်းဒစိမ့်တစ်ပိုင်းတောင်းဝင်ရှိပါတယ်။ပြဿနာ၃ခုရှိနေပါတယ်။၁ American ရဲ့အကောက်ခွန်နေတဲ့ဥရောပသမဂ္ဂရဲ့စုံစမ်းစစ်ဆေးမှုကြောင့်တရုတ်ဟာရဲဝန်းနဲ့လမ်းကြောင်းဈေးကွက်တွေကိုပို့ပြီးအားကိုးဖို့မတတ်တာတော့ပါဘူး။ဒါပေမဲ့အဲ့ဒီဈေးကွက်တွေကအများအားဖြင့်တန်ဖိုးနေတဲ့ကုန်ပစ္စည်းတွေကိုပဲလိုချင်ပြီးအနောက်တိုင်းရဲ့အမှားသာတွေဆုံးရှုံးမှုကိုမကာမိနိုင်ပါဘူး။ နှစ်အနောက်နိုင်ငံတွေဟာနှီးကပ်တဲ့နေရာဒါမှမဟုတ်ပြည်ပမှာထုတ်လုပ်မှုကိုပြောင်းရွှေ့နေကြပါတယ်။ဥပမာအားဖြင့်မက္ကဆီကိုဟာအမေရိကန်ရဲ့အဓိကကုန်သွယ်ဘက်အဖြစ်တရုတ်ကိုအစားထိုးလိုက်ပါပြီ။ရန်ဝန်းနဲ့လမ်းကြောင်းနိုင်ငံတွေကတရုတ်ရဲ့ထုတ်လုပ်မှုကိုကာမိအောင်ဝယ်နိုင်ပေမဲ့သူတို့ရဲ့ဝယ်လိုအားကအခြေခံကုန်ပစ္စည်းတွေနဲ့စောက်လုပ်ရေးပစ္စည်းတွေအပေါ်မှာပဲအဓိကထားထားပါတယ်။၃ကုန်သွယ်ရေးကျွမ်းကျင်သူလို့ဟန်ဆောင်နေတဲ့စီးပွားရေးသမားတွေကြောင့်စိုက်ပျက်နေတဲ့လုပ်ငန်းရှင်တွေဟာလမ်းမရောက်ဖို့ဖြစ်လာပါတယ်။ ဗီဒီယိုမှတ်တမ်းတင်သူအများပြားကနိုင်ငံခြားကုံသွင်မှုမှာလူအများပြားဟာအမေရိကန်နဲ့တရုတ်ရဲ့အကောက်ခွန်စစ်ပွဲကြောင့်အမျက်အစွန်းတွေအများကြီးရနေကြတယ်လို့ပြောကြပါဗျ။ဒီသတင်းဘလို့ပြန့်နှံ့သွားလဲဆိုတာတော့တော်တော်အံ့ဩစရာပါပဲ။အခွန်စစ်ပွဲကအွန်လိုင်းရောင်းဝယ်ရေးကိုပါ ထိခိုက်စေနိုင်။အစိုးရမီဒီယာနဲ့လူမှုကွန်ရက်တွေကတရုတ်ဟာကုံသွယ်ရေးစစ်ပွဲမှာအနိုင်ရနေတယ်။ဒါမှမဟုတ်ဆက်ဆံရေးဖြတ်တောက်တာအောင်မြင်တယ်ဆိုတဲ့ပုံမြင်တွေကိုတွန်းအားပေးနေပါဗျ။သူတို့က တကားပိတ်ပြီးကိုယ့်ဘာသာဖျော်ပြနေတယ်ဆိုတဲ့ကြွေးကြော်သံမျိုးတွေကိုတုံးနေပါတယ်။ဒီပုံမြင်တွေကမျိုးသားရေးစိတ်ဓာတ်ကိုမြှင့်တင်ပေးမဲ့ပိုပြီးထင်ရှားလာနေတဲ့တကယ့်စီးပွားရေးအန္တရာယ်တွေကိုဖုံးကွယ်ထားပါတယ်။ကုန်သွယ်ရေးကျွမ်းကျင်သူတွေကအွန်လိုင်းကမှားယွင်းတဲ့အကြောင်းအရာတွေကိုသတိထားဖို့ပြည်သူတွေကိုသတိပေးနေပါတယ်။အစိတ်ပိုင်းတွေဖြစ်တင်ဖို့တာဒါမှမဟုတ်ကုန်ပစ္စည်းတန်ဖိုးကိုရှော့ပြတာမျိုးလို့လှည့်ကောက်တွေကလိမ္မာပါနဲ့တယ်လို့ထင်ရပေမဲ့ဥပဒေရေးရာအန္တရာယ်ကြီးမှပြီးကြီးမားတဲ့တန်ငွေတွေဒါမှမဟုတ် ယာသွေးမှုဆိုင်ရာဆွဲချက်တွေအထိဖြစ်လာနိုင်ပါတယ်။အမေရိကန်ကတရုတ်တင်သွင်းကုန်တွေပေါ်အနည်းဆုံး145ရာခိုင်နှုန်းအထိအကောက်ခွန်တွေတိုးမြှင့်လိုက်ပါပြီ။ဒါဟာတုံလုံးစရာကောင်းတဲ့နှုံထားတစ်ခုဖြစ်ပြီးနှစ်နိုင်ငံကြားကုန်သွယ်မှုကိုလုံးဝနှီးပါရပ်တန့်သွားစေခဲ့ပါတယ်။ဒါဟာတရုတ်ရဲ့အွန်လိုင်းရောင်းဝယ်ရေးနဲ့စားသုံးသူပစ္စည်းပို့ကုန်လုပ်ငန်းရှင်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုပါပဲ။လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင်နေဆက်ဖြတ်ကျော်အွန်လိုင်းရောင်းဝယ်ရေးဟာ တရုတ်ရဲ့လေကြောင်းကုန်စည်ပို့ဆောင်မှုရဲ့60ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ဒါ့ပြင်မေလ2ရက်နေ့မှာစတင်အသက်ဝင်ခဲ့တဲ့အကောက်ခုံမူဝါဒအသစ်အရာတရုတ်နဲ့ဟောင်ကောင်ကလာတဲ့ပါဆယ်တုပ်တွေကိုအခုံကင်းလို့ခွင့်မရှိတော့ပါဘူး။အခုသူတို့ဟာအပြည့်အဝအကောက်ခုံရှင်းလင်းရင်းနဲ့145ရာခိုင်နှုန်းအကောက်ခုံပေးဆောင်ရပါတော့မယ်။ Sarex Global Advisor အတိုင်းမင်ကန်ကုမ္ပဏီရဲ့အဆိုအရ ဒါဟာအမေရိကန်ကိုတရုတ်ရဲ့ကုန်ပစ္စည်းတင်ပို့မှု90ရာခိုင်နှုန်းလောက် short ချသွားစေနိုင်ပါတယ်။ online ရောင်းဝယ်ဟာလေကြောင်းပို့ဆောင်မှုပေါ်အများကြီးမှီခိုနေတာကြောင့်လေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဟာဓာတ်ရိုက်ထိခိုက်မှုခံနေရပါတယ်။ banner ရေးသတင်း website တွေကကိုးကားထားတဲ့အချက်အလက်တွေအရမေလ၁ရက်နေ့ကနေမေလ9ရက်နေ့အထိတရုတ်နဲ့အမေရိကန်ကြားကုန်စည်အပြည့်တင်လေရင်ခရီးစဉ်တွေဟာတဝက်လောက်ကျဆင်းသွားခဲ့ပါတယ်။မေလာ၁ရက်နေ့မှာ46ခေါက်ရှိခဲ့ပါတယ်။မေလာ၂ရက်နေ့မှာ32ခေါက် မေလ9ရက်နေ့မှာ28ခေါက်ပဲရှိပါတော့တယ်။ဧပြီလမှာတရက်ကို ပြန်မျှ65.8 8ခေါက်ရှိခဲ့ပါတယ်။လေစိတ်ရာရှိတွေကအမေရိကန်ကုန်တင်လင်းရင်အားလုံးဒီပါရပ်ဆိုင်းသွားပြီလို့ပြောပါတယ်။လေကြောင်းကုန်သည့်ပို့ဆောင်ကနှုံးထားတွေဟာ1ကီလိုဂရမ်ကို20ဒေါ်လာလောက်ထိကျဆင်းသွားပါတယ်။မေလမှာအမေရိကန်ကိုကုန်စည်အပြည့်တင်လေရင်ခီးစဉ်3ခေါက်ပဲထွက်ထွက်ခွာခဲ့ပါတယ်။နောက်ထပ်လေကြောင်းကုန်သည့်ပို့ဆောင်ရေးလုပ်ငန်းရှင်တို့က မေလအတွက်အမေရိကန်ကိုငှားရမ်းထားတဲ့ကုန်တင်လေယာဉ်အများစုကိုပယ်ဖျက်လိုက်ပြီးနောက်ပြီးနေရာလဲတိတ်မကြံတော့ဘူးလို့ပြောပါတယ်။တိုင်ဝမ်ရဲ့အစီရင်ခံစာအရတရုတ်အမေရိကန်ကုန်တင်လေယာဉ်ပမာဏဟာနောက်ဆုံးအောက်ခွန်တိုးမြင့်မှုတွေမတိုင်ခင်ကတည်းကကျုံနေကြတာဖြစ်ပါတယ်။အွန်လိုင်းရောင်းဝယ်ရင်းနဲ့တည်ယူပို့ဆောင်ရေးကိုအထူးပြုတဲ့ Cyrex Global Advisor က145ရာခိုင်နှုန်းအောက်ခွန်ကြောင့်အမေရိကန်ကိုတရုတ်ရဲ့ပါဆယ်တုတ်တင်ပို့မှုဟာ90ရာခိုင်နှုန်းလောက်ကျဆင်းမယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့မေလ17ရက်နေ့မှာ အမေရိကန်နဲ့တရုတ်ဂျနီဗာမှာတွေ့ဆုံပြီးတဲ့နောက်ဒီနှုံးထားကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတာသိမသေးကြတော့ပါဘူးအစိုးရစန့်ကျင်ဆန္ဒပြမှုတွေပေါ်ပေါက်လာမှကိုလည်းစိုးရိမ်ရမေလာကိုရက်နေ့မှာရိုက်ဒါသတင်းဌာနကတရုတ်နဲ့အမေရိကန်တို့ဟာအငင်းပွားမှုကိုရှော့ချဖို့ဂျနီဗာမှာတကားပိတ်ဆွေးနွေးမှုတွေလုပ်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အော်ဒါပယ်ဖျက်မှုတွေဇက်တိုက်ဖြစ်ပေါ်ပြီးနောက်တရုတ်ကုန်စည်ပို့ဆောင်ရေးအေဂျင့်တွေဟာအမေရိကန်ကိုကုန်ပစ္စည်းတွေပို့ဆောင်မှု ကုံတက်တာနေရာတွေကိုပြန်ပြီးကြိုတင်မှာယူနေကြပါပြီ။အစီရင်ခံသားအရတရုတ်ပို့ကုန်လုပ်ငန်းရှင်၄ဦးကလာမယ့်ရက်သတ္တပတ်တွေအတွင်းအမေရိကန်ကိုကုန်ပစ္စည်းတွေပြန်ပို့ဖို့အစီအစဉ်ရှိတယ်လို့ပြောပါရတယ်။သူတို့ကသူတို့တဲကတချို့ Walmart လို့ American လက်လီရောင်းချသူကြီးတွေက ကုန်ပစ္စည်းတွေပေးသွင်းနေသူတွေဖြစ်ပါတယ်။အစီရင်ခံသားတွေထဲမှာတရုတ်ကုန်တင်ပို့ရေးကုမ္ပဏီတွေကအကြီးတန်းမှုဆောင်နှစ်ဦးရဲ့ပြောကြားချက်ကိုလည်းကိုးကားထားပြီး April လနောက်ပိုင်းကစလို့ကုန်တွေဟာ မေလလယ်ပိုင်းမှာစတင်မဲ့ကုန်ပစ္စည်းတင်ပို့မှုတွေကိုရည်ရွယ်ပြီးကုန်သစ်တာနေရာတွေပို့ပြီးကြိုတင်မှာယူနေကြတယ်လို့ဆိုပါတယ်။တရုတ်ကောက်ခွန်ထွေထွေအုပ်ချုပ်ရေးဌာနရဲ့နောက်ဆုံးကိန်းဂဏန်းတွေအရအမေရိကန်ကိုပို့ကုန်ဟာဧပြီလမှာတစ်နှစ်ထက်တစ်နှစ်27ရာခိုင်နှုန်းကျဆင်းခဲ့ပြီး2023ခုနှစ်ဇူလိုင်လနောက်ပိုင်းအကြီးမားဆုံးကျဆင်းမှုဖြစ်ပါတယ်။လေကြောင်းကုန်စည်ပို့ဆောင်နိုင်မှုတစ်ဝက်လျော့သွားပြီးပင်လယ်ရေကြောင်း order တွေပယ်ဖျက်ခံရတာတွေဆက်ဖြစ်နေမယ်ဆိုရင်အလောက်ကိုင်းဆုံးရှုံးမှုတွေနဲ့ လုပ်ငန်းတွေပိတ်သိမ်းတာတွေအများအပြားဖြစ်လာနိုင်ပြီးပြည်သူတွေရဲ့မကျေနပ်မှုတွေကိုဖြစ်ပေါ်သေးကရှီကျင်းဖျင်ရဲ့နိုင်ငံရေးဆိုင်ရာတရားဝင်မှုကိုစိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။အချို့စီးပွားရေးပညာရှင်တွေကတရုတ်အစိုးရရဲ့ရန်လိုတဲ့ချင်းကပ်မှုကိုဝေဖန်ခဲ့ကြပါတယ်။သူတို့ကအမေရိကန်အတွက်ဒီကုံတော်ရေးစစ်ပွဲဟာယာယီငွေကြေးဖောင်းပွားမှုကိုပဲဖြစ်စေနိုင်ပေမယ့်တရုတ်ပြည်သူတွေအတွက်တော့ဒါဟာစီးပွားရေးဆိုင်ရာဘေးစိုးကြီးတစ်ခုလို့ဆိုကြပါတယ်။တရုတ်စီးပွားရေးပညာရှင်တွေကအကောင်းဆုံးအခြေအနေတွေအောက်မှာတော့ တရုတ်ရဲ့ပို့ကုန်ဟာအနည်းဆုံး10ရာခိုင်နှုန်းကျဆင်းလိမ့်မယ်လို့သတိပေးထားပါဗျ။ပိုရှန်နေတဲ့ထုတ်လုပ်မှုတွေကိုပြည်တွင်းဈေးကွက်ကိုပြန်လည်ပို့လွှတ်တဲ့အခါရက်ဆက်တဲ့ဈေးနှုန်းစစ်ပွဲတစ်ခုဖြစ်ပွားနိုင်ပြီးကုမ္ပဏီအများပြားအတွက်ရှင်သန်ရည်ဒီရေးဆိုင်ရာကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။စီးပွားရေးပညာရှင်တို့ကအဲ့ဒီအခြေအနေကိုတရုတ်နိုင်ငံရဲ့ကံကြမ္မာအတွက်တိုက်ပွဲလို့တင်စားပြီးဒါဟာကမ္ဘာလုံးဆိုင်ရာမငြိမ်သက်မှုတစ်ခုပါပဲ။ပို့ကုန်ကုမ္ပဏီအများပြားဟာ မကြာခင်မှာပဲအလွန်ဆိုးရွားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရရမယ်လို့ကျွန်တော်ယုံကြည်တယ်လို့ထပ်ပြောခဲ့ပါတယ်။တောင်ကယ်ရိုလိုင်းနာတက္ကသိုလ်မှာစီးပွားရေးပါမောက်ခရှိရင်ကနောက်တစ်ဆင့်ဟာစက်ယုံပေါင်းတောင်းတဲ့ချီဖြစ်နိုင်ရင်တိမ့်တိမ့်တဲ့ချီပိတ်သိမ်းတာဖြစ်နိုင်ပြီးတန်းပေါင်းများသောသောအလုတ်သမားတွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။နောက်ထပ်တန်းပေါင်းများသောသောအလုတ်သမားတွေကိုခန့်အပ်ထားတဲ့ဝန်ဆောင်မှုကဏ္ဍကိုထည့်ထွက်လိုက်ရင်အလုတ်ကိုင်ဆုံးရှုံးမှုစုစုပေါင်းဟာတန်းပေါင်းအတော်များများထိရှိနိုင်ပါတယ်။ သူကကုံတွေရေးစစ်ပွဲဟာတရုတ်စီးပွားရေးနဲ့တရုတ်ကွန်မြူနတီပါတီ CCP ကိုကြီးမားတဲ့ထုံးနှက်ချက်တစ်ခုပေးနေတယ်လို့အလေးနက်ပြောကြားခဲ့ပါတယ်။ CCP ဟာသူတို့အားထားခဲ့တဲ့အမျက်အစွန်းနဲ့ကုံတွေရေးပုံငွေတွေရဲ့တည်ငြိမ်တဲ့စည်းစိမ်မှုကို အခုဆုံးရှုံးသွားပြီလို့သူကထောက်ပြခဲ့ပါတယ်။သူ့အမြင်အရ Trump ရဲ့အောက်ခွန်တွေဟာစီးပွားရေးတသက်မဟုတ်ဘဲ CCP ရဲ့အုပ်ချုပ်မှုအခြေခံကိုလည်းအားနေစေပါတယ်။လူ့ရေးသူတည်နာဌာနရဲ့ဥက္ကဋ္ဌ Steven Mosher ကတမ်းပေါင်းများသာသောလူတွေအလုလက်မဲ့ဖြစ်လာတဲ့အခါ လမ်းပေါ်ထွက်လာဖို့အချိန်ကိစ္စပဲရှိတော့တယ်လို့ရေးသားခဲ့ပါတယ်။ပေကျင်းရာရှိတွေကအမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုမကြောက်ဘူးဆိုတာနဲ့တရုတ်လူမျိုးတွေဟာတကားပိတ်ပြီးဘာမဆိုခံနိုင်တယ်ဆိုတာကိုလူသိရှင်ကြားဆက်လက်ပြောဆိုနေပေမယ့်1989ခုနှစ် TNMN ရင်ပြင်ဆန္ဒပြမှုမျိုးထပ်ဖြစ်မှာကိုသူတို့စိုးရိမ်နေကြပါတယ်။လိုက်ပါနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။